ားလုံးပဲမင်္ဂလာပါ။အာစီတုတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ရွှေဘဖြစ်ပါတယ်။ကျွန်တော်အခုဘက်မှာတော့ဆရာအကြည်တော်ရဲ့တခိုးဝိတ္ထုအခန်းစကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဆောင်းဝင်ကာလဆိုတော့ရာသီဥတုကမျှတာတယ်ဆိုရမယ်။တိတ်လည်းမပူဘူး၊တိတ်လည်းမအေးဘူး။မလတ်တို့လက်လက်ဆက်ဆက်ခုတ်ထစ်ကြော်လော်ထားတဲ့ကြက်သားလေးကနှွေးနေတော့။ထန်းရီကြတော့လဲခိုင်းလေးရဲ့အဲ့လိုရာသီဥတုကကိုယ့်ဘက်ပါတာ။ဒိုးကြတကြီးကသူ့ခေါင်းပေါင်းကိုဖြုတ်ပြီး သူ့ခေါင်းကိုသူပုတ်တယ်။အေးကွမင်းဘိုရန်ကြီးကအတော့တော်ဝင်ပါရဲ့။ငါစိတ်ထဲတော့တမျိုးပဲကွ။နောက်မီကလည်းနှိတ်နေတာ။အမှန်တော့ဈေးနိုင်ခြင်းလို့အပြစ်တွေစဉ်းစားနေတာ။ဒီလိုလို့ကွာငါကဆယ်အပေါ်လောက်တော့ပေးနိုင်တယ်။ဘယ်နဲ့လဲ။ဦးစံကြီးစကားကိုငပိန်ဘာမှမတုံ့ပြန်ဘူး။ထန်းရီကိုသာဈေးမြေနှပြေထိုင်တော့နေတယ်။ပါကညောကြီးကတော့တခုခုကိုအသေးအချာစဉ်းစားနေပုံပဲ။တစ်ချက်တစ်ချက်သူ့တပည့်ဖိုးသေးကို တိုးတိုးကပ်ပြီးတိုင်ပင်သေးတယ်။ဦးဆန်းကြီးကသာဆက်ပြီးနောက်ပြီးစဉ်းစားကြည့်တော့ခုံကလေးကလည်းပုတ်နေတယ်ဟာ။ငါကမြင်တော့ခြေတော့ကထောင်နေမှာဟေ့နော်ဘာတန်။သူကတပည့်တော်ရွာကောင်းဘာတန်ကိုလှမ်းကူညီတောင်းတယ်။ဟိုကလည်းကောင်းချိန်ပေးရှာတယ်။ဒါကြောင့်အားတက်ပြီးဒီလိုလုပ်ကွာ။ငါနဲ့လည်းတိတ်မသင့်တော်တော့ဆယ်ကြီးကနန်းတော့ပေးမယ်ကွာ။ငါပိန်စိတ်ဝင်စားတော့ပုံရတယ်။တောက်လက်စထမ်းရေခွက်တန့်သွားတယ်။ဆယ်ကြီးကနန်းဆိုတာနဲတာမှတ်လို့ ရွှေတင်းကတပြားမှ6ချက်လေဆန်လေးတင်းကို3ချက်စီတပုံး2ချက်ဆိုတော့ဆယ်ကြီးကနန်းဆိုတာနဲတာလိုက်လို့ငပိန်ထန်းရေခွက်ကိုပြန်ချပြီးခေါင်းညိတ်မယ်လှုပ်တုံးပါပဲတစ်နှစ်กว่าကဲဘာကညောကြီးထောက်အောင်တန်းငပိန်မျိုးလုံးတွေချက်ချင်းအယောင်လက်သွားတယ်ဒါကြောင့်သူလဲထောက်အောင်တယ်အရင်စာချုပ်အတိုင်းငင့်ဘာတွေလဲဘာတွေပြောနေတာလဲဘာလဲတစ်နှစ်က ဦးစံကြီးတို့ဘာတန်းတို့ကကြောက်နေတယ်။ဘာဖြစ်လို့ဖြစ်မှန်းဘာပြောလို့ပြောရမှန်းမှမသိတာ။ဒါကြောင့်ကြောင်တောင်တောင်နဲ့ဘာပြောနေကြတာလဲ။မပိန်တို့ဘာကညောတို့ကတော့သူတို့ကိုဂယုမဆိုင်တော့ဘူး။သူတို့ဟာသူတို့လိုရာကိုပြောနေတာ။အဲ့ဒီအတိုင်းပဲ။ဒါဆိုအယောင်ဝယ်ဖြစ်ပြီနော်။ရုပ်ချီပဲပါကညောနဲ့ငပိန်အယောင်အဝယ်ဖြစ်သွားတော့ဥဆန်ကြီးနဲ့ပါတန်းကြောင်ကြော့ဖြစ်သွားတယ်။မောက်လက်တို့ကြားတယ်နော်။ကြားပါ ကဲဒါဆိုပြီးနင်းဦးဆန်ကြီးရောင်လေလေနဲ့သူ့ကောင်းသူကုတ်ပြီးငါလည်းပြောကြပါအိုးဘဲဟာကိုဘလို့ဘလောက်နဲ့အယောင်းဝယ်ဖြစ်သွားတာလဲမလတ်တူငါကိုလည်းရှင်းပြပါအိုးဆိုပြီးမလတ်တူကိုလှမ်းအကူကြီးတောင်းတယ်ဟိုကလည်းတခုံးပဲပြန်ဖြေတယ်မပြောဘူးဒီလိုနဲ့အဲ့ဒီဘိုးထိုင်ကြီးကိုပါကညောကသူ့ရွာထဲငပိန်စိတ်ကြိုက်ခိုးခွင်တနည်းနဲ့အလဲအထက်လှုပ်ပြီးရသွားတယ်အမေပြောရအောင်မေဗျ ပကညောဘိုးထိုင်းသေးတော်ကိုတော်ခိုးကြောင်ခိုးဝဲသေးတော်မဟုတ်ဘူးဘိုးထိုင်းကိုမြင်းပေါ်တင်ပြီးအိုးစီဘုံပေါင်းတီးပြီးတော့ကိုသေးတာရွာသားတွေကဘာတိမာတော့တကြီးကသေးဆိုသေးတီးဆိုတီးပေါ့ဘိုးထိုင်းကြီးဥပကညောအိမ်ရောက်တော့ဘယ်မှာထားတယ်ထင်သလိုအိမ်ရဲ့အလေတက်တဲ့အိမ်တွေနှအောင်ဆွဲတဲ့အရှိတက်တဲ့မှာ အသေးအချာနီးတွေနဲ့တုတ်တစ်သားဆို့တွေအသေးချာရိုက်ပြီးအခိုင်မာတည်ထားတာဒါအပြင်အဲခန်းကခုံတွေကိုလည်းအကုန်ထုတ်ပြစ်လိုက်တာ နာသမ ्या ဧည့်သည်အားလုံးကျမ်းပြေပေါ်ထိုင်မယ်။ဘာကညောတယောက်တည်းဘိုးထိုင်ကြီးနဲ့ဗျအရန်တွေကိုခန့်ချနေတာ။တခါတလေအပြင်ထွက်ရင်တော့ဒုတ်ပြီးဓာပြီးခွင်းကြီးကိုမေ့ချင်အောင်ဆောင်ပြီးလဲပင်းဆွဲထားတာ။ရတောင်ကြီးကခေါင်းကိုမိုးလို့ပေါ့ပြောသေးတာဒီအဆောင်ရောင်တွေမမက်မောပါဘူးဆိုမှမေ့ပြီးပါလာပြန်ပြီဟိဟိဆိုပဲ။ညာကလူတွေကလည်းအပြစ်မမြင်ကြပါဘူးခုဆိုသူ့ကိုနာမည်တော်တကြီးပါကညောမခေါ်တော့ဘူး။ ဘိုးထိုင်တကြီးတဲ့ဘိုးထိုင်တကြီးလို့ခေါ်လိုက်ရင်ပါကညောမျက်နှာကြီးပြုံးပြုံးတက်လာတာဂျေနပ်ပီတီဖြစ်တဲ့အပြုံမျိုးသူ့မိမအရင်စောပုကလည်းသူ့နာမည်ပြောင်းတော့လိုက်ပြောင်းပြီပေါ့ဘိုးထိုင်ကတော်တဲ့ခတ်တော်ခတ်လာဗျာဘိုးထိုင်ကတော်ကလည်းအဲ့ဒီဘိုးထိုင်ကခွက်ကြီးမြင်ကလေးကသူ့သားငယ်ဗျောင်ကြီးပူရဲ့အနှီးတွေဝင်ဝင်လျှော်လို့ဘိုးထိုင်တကြီးနဲ့ဘိုးထိုင်ကတော်တို့မကြမကြစကားကများရသည် ။သူပြောတော့လေဟုတ်တော့ဟုတ်တာ။ဒီမှာလေဒီခွက်မှာလျှော်ပြီးဒီပူလေးကိုနှိပ်ချလိုက်ရင်ရေချပြီလေဘလောက်တက်တာလဲတဲ့။ဟုတ်လဲဟုတ်တယ်။ဒီမှာက ရေ300ပူလွယ်တာကိုပါခညောရှိရင်တော့မလောက်ပါဘူး။တကြီးကရရေးရွာရေးအမှုခင်းဖြစ်ရင်ဒီခုံမှာထိုင်ပြီးရေစိန်ထားတဲ့ကွန်ဒီကွန်ရွက်ထုတ်ထုံတော့ပြီးရက်လေးတစ်ခက်ခက်နဲ့ဆုံးဖြတ်တာကိုအမဒီခုံရောက်ပြီးမှတကြီးဆုံးဖြတ်ချက်ကပုံမှန်လားဗျာ။ သူဆုံးဖြတ်ရကြက်တဲလာပြီဆိုဘေးနာကပိုက်လေးထုတ်မျက်နာကိုဖြီးကနေဖြီးကနေရေပန်းနဲ့ပက်လိုက်ရင်ပြန်လန်းလာတာကိုဒါကြောင့်ပိုဆုံးဖြတ်လာနိုင်တာပေါ့ဦးတင်ဆိုးနဲ့ကြက်ခိုးမှုကြည့်ပါလားအမှန်တင်ဆိုးကရွာထဲအရက်ခိုးချက်ပြီးရောင်းနေတာအရက်ဒပလင်းကိုငါးဘဲကြီးများတော့ပေးရတာခြီကြောလုံးကြီးတကွင်းစာပေါ့အဲ့ဒါကိုတော့သူကရိုးရိုးမရောင်းဘူးမူလာရင်ရေထိုးရောင်းသေး ။သူရေထိုးရောက်တာသူ့ဖောက်တဲ့ချက်ခိုးနေမဟုတ်ဘူး။တရွာလုံးပဲဆိုပါတော့။ပထမဒဗလင်းတောက်ရင်အကောင်။နောက်ဒဗလင်းတောက်တာနဲ့ဥတင်ဆိုးရေထိုးရောက်ပြီ။ချက်ခိုးကတိတယ်။ဒါကြောင့်ဥတင်ဆိုးခမားရေထိုးရောက်တာချုပ်တိတယ်နော်။ခမားလှုပ်ပေါင်းများပြီ။အဲ့လိုတော့မလှုပ်နဲ့။ဒါကိုတင်ဆိုးကလည်းမရဘူး။ဘာလဲ။အဲ့တော့မင်းကငါ့ကိုထိုးကျင်လို့လား။ချက်ခိုးကမထိုးရဲဘူး။ဥတင်ဆိုးကိုကြောက်လို့မဟုတ်ဘူး။ ရွာမာကပါကညောကြီးအမိန့်ထုတ်ထားတယ်။ရွာမာရန်ဖြစ်ရင်လက်သီးနဲ့တစ်ချက်ထိုးငားပဲယူရမယ်။ဆိုတာကြောင့်ပဲ။လက်သီးတစ်ချက်ကအရက်တပလင်းစာလေး။နော်။ဘယ်သူထိုးခြင်းမှလဲ။နောက်ပြီးရန်ဖြစ်ကြီးဆိုတာကရှိသေးတယ်။ရန်ပွဲကြီးရင်ကြီးသလောက်ရွာကိုတန်းဆောင်ရသေးတာ။ရန်ဖြစ်ကြီးလက်သီးကြီးပေါင်းလိုက်ရင်မနေမနောကိုဒါကြောင့်ဥတင်စိုးအနိုင်ကျင့်ရေရောသမျှလှိတ်ခံနေရတာ။ အရင်သမားများကလည်းတီးတဲ့အတိုင်းတန်ရာတန်ကြီးပေးထားရင်တန်ရာတန်ကြီးတော့ပြန်ရကျင်တာပဲလေနော်ဒါကြောင့်ကြာတော့တီးမခံနိုင်တော့ဘူးဦးတင်ဆိုးကလည်းဆိုးပါဒဗလင်းတောက်ပြီးနောက်ဒဗလင်းထပ်မှာတော့ကြက်ခိုးရှိပါတယ်ရေရောပြီးရော့ဒီမှာနောက်ဒဗလင်းဆိုတော့ကြက်ခိုးတီးမခံနိုင်တော့ဘူးထန်ရာကထပ်ပြီးဒီလောက်လူပွားွားတာအင်းဟာအင်းဟာဆိုပြီးခွတ်ခွတ်နဲ့နှစ်ချက်ထိုးတာဒီလိုနဲ့ပါကညောချင်းစီရောက်ပါလေရောလား အမှန်တမ်းပြောရရင်ပါကညောကြီးလည်းဒီတင်ဆိုးရေထိုးရောက်တာမကြိုက်ဘူး။ဘာလို့လဲဆိုတော့တခါတည်းရန်သူတောက်ချင်လို့တောခိုးတောက်ရင်တောင်ဒီအတိုင်းရေထိုးရောက်နေတာကိုအဲ့ထဲကပါကညောကြီးဥတင်ဆိုးကိုတေးထားတာ။သူလည်းတင်ဆိုးကိုတိတ်ချင်နေတာ။ဒါပေမဲ့သူထုတ်ထားတဲ့အမိတ်သူကိုယ်တိုင်ထိုးပေါက်လို့မသိတော်လို့သာငိန်ခံနေတာလေ။အခုတော့တွေ့ပြီ။ဘူတိုင်ကြီးပေါ်မှာပါကညောကလေကွင်းကြီးဆွဲရက်တောင်လေးရက်ပြီးထိုင်နေတယ်။သူ့အောက်မှာတော့ဥတင်ဆိုးနဲ့ကြက်ခိုးအောင်မဲ့ တကြီးကအနောက်ဘုံတွေကရေစိမ်းထားတဲ့ကွန်းထုတ်ဝါသည်ဟဲ့ချက်ခုမင်းတင်ဆိုးကိုဘယ်နှချက်ထိုးသလဲနှစ်ချက်နှစ်ချက်ပါတကြီးနှစ်ချက်ဆိုတော့၁၀ပဲပေါ့ဟုတ်ဟုတ်ကဲ့ပါတကြီးသူရေထိုးတာမခံနိုင်လို့လက်ပါမိတာပါတကြီးပါကကြော ကောင်းကျိတ်တယ်သူလည်းဒီတင်ဆိုးကိုဆုံးမကျင်နေတာဘယ်လိုလုပ်ရမှန်းမသိဘူးနောက်မှသတိရပြီဟာအေးချက်ခုမင်းဟိုတခါငါနွားစင်ဆောက်တုံးကလှူအားက ငါမပေးရသေးဘူးမှတ်တယ်။ဟုတ်ဟုတ်တကြီးအဲ့ဒီတော့ကတကြီးတစ်ပင်လှသွားနေတော့မှုမတောင်းဖြစ်သေးတာပါ။ပါကကျော်မျက်မှောင်ကျုပ်သွားတယ်။ပြီးမှအဲ့ဒီတော့ကမင်းကငါပေးရမှာဘလောက်။ပဲ20ပါတကြီး။ပဲ20ပါကကျော်မျက်မှောင်ကျုပ်ပြီးစဉ်းစားတယ်။ဦးတင်ဆိုးကသူတို့ရန်ဖြစ်ရာကနေနွားစင်ဆောက်တာဘယ်လိုပြောင်းသွားမှမသိပဲလိုက်ပြီးကြောင်ကြည့်နေတယ်။ပါကကျော်ကပဲဆက်ပြီးမင်းအခုတင်ဆိုးကိုထိုးလိုက်တာ ဘယ်နှစ်ချက်နှစ်ချက်သေးပါတကြီးတစ်ချက်ကို9ပဲဆိုတော့နှစ်ချက်ကို10ပဲပြောရင်းနဲ့သူ့အိတ်ကိုသူပြန်နှိုက်တယ်ပါလာတဲ့အကျွေတွေကိုရေကြည့်တယ်အေးမင်းကငါပေးရမှာကပဲ20နော်ဟုတ်ဟုတ်ပါတယ်တကြီးဦးတင်ဆိုးကသူတို့နှစ်ယောက်ကိုကြောင်ပြီးလိုက်ကြည့်နေတယ်ပါကညောကသူ့အိတ်ထဲကပတ်စံတွေရေကြည့်တယ်အေးငါမှာကလည်းခုမှအိတ်ထဲမှာ10ပဲရှိတာဒီလိုလို့ကွာပြားတကြီးငါ10ပဲပါတင်ဆိုးကိုထပ်ပေးလိုက်မယ် မင်းသူ့ကိုနှစ်ချက်ချက်ထိုးကွာဒါဆိုငါအကျွေးချင်မင်းလဲစိတ်ပြေမကောင်းဘူးလားဆိုပြီးသူ့မျက်နှာကိုရေပိုက်နဲ့ဖြီးကနေဖြီးကနေဖြန်းလိုက်သေးတယ်သူ့စကားလဲကြာရောချက်ခိုးလဲဝမ်းသာအားရနဲ့ဟာတင်းမြတ်ပါပြီတဲ့တကြီးအင်မတန်မကိုလျော်ကန်တင်းမြတ်လှပါပြီတဲ့ဆိုပြီးတင်ဆိုးကို သူ့ဆယ်ပဲထုတ်ပေးပြီးတကြီးရှေ့မှရင်ကြိတ်တာအောင်မလေးကဲကြပါအောင်ဗျာအော်ယူရတယ်ပါကညောလဲအကျွေးချင်ချက်ခိုးလဲစိတ်ပြေ ဥတင်ဆိုကြီးလည်းနောက်ဆိုအရက်ကိုရေမထိုးရတော့ဘူးရေထိုးရောင်းရင်တကြီးအကျွေးနဲ့ရောပြီးအကျိတ်ခံရမှာဆိုလို့ဘုဒ္ဓံကြီးရောက်လာမှဒီလိုမျှတာသွားတာဗျသူလည်းအကျွေးပဲ20မှာ10ပဲအလကားတက်တာသွားတယ်လေဒါကြောင့်သူ့ကိုခေါ်တာပါတဲ့ဘူထိုင်တကြီးဒါပေမဲ့သိမကြပါဘူးဒီဘူထိုင်ကြီးကြောင့်ဘူထိုင်တကြီးရဲ့အလှည့်ပြောင်းရောက်လာတယ်အဲ့ဒါကဘာမှမဟုတ်ဘူးတကြီးပါကညောကြီးရဲ့အကူတာလဘောကြီးရွာကိုပြန်လာရာကစတာပါပဲ ပြောရအောင်မယ်ဗျာပါကညောနဲ့တာလဘောဆိုတာညီရကိုအရင်ဆိုပေမဲ့ဇရိုက်ကတိတ်မတူလှဘူးပါကညောကလူမိုက်စိတ်ရွာချစ်စိတ်ရွာမှာပဲနေပြီးရွာမှာပဲကြီးစိုးမယ်ဆိုတဲ့စိတ်အဲတာလဘောကြတော့အဲ့လိုမဟုတ်ဘူးငယ်ငယ်ကလေးကမြို့တက်မယ်မြို့မှာနေမယ်မြို့မှာကြီးပွားအောင်လုပ်မယ်ဆိုတဲ့လူမျိုးဒါကြောင့်တာလဘောကရွာကလူတွေကိုအထင်မကြီးဘူးရဲ့ပြောတဲ့စကားကိုကမင်းတို့ရွာကကောင်းတယ်ဘာသုံးကြလို့လဲ ဘိုက်ထဲနှိုက်လိုက်ရင်တော့ရှုံးတစ်ပိတ်သာလောက်ထွက်လာတဲ့ကောင်တွေဘာအဆင်တန်းမှမရှိဘူးအဲ့ဒီစကားကိုပါကညောအနာဆုံးပဲရွာကလူကလည်းရွာအတွင်းနဲ့ရွာလိုရှင်သန်နေကြပဲမြို့သားဖြစ်မှလူရဝင်ပြီးလူတွင်ကျဖြစ်တာမဟုတ်ဘူးလေဒါကိုတက်သေးပြဖို့ဒီဘိုထိုင်ကအသက်ပဲမြို့မှာဘလောက်နေနေဒီဘိုထိုင်မျိုးဘသူရမှလဲလေနော်ဒါကြောင့်သူ့အကိုတာလဘောရွာကိုလာမယ်လဲဆိုရောဘိုထိုင်ကိုအသေးချာတပြီး သူကိုယ်တိုင်လဲရှယ်ပြင်ဆင်ထားတာစိတ်ထဲမှာလဲတွေးကြပြီးပေါ်တာလဘောရဲ့ပါကညောဆိုတာဘလို့လူလဲဖင်ဘလောက်အဆင်မြင်လဲနင်းမကြခင်တွေ့ရပြီပေါ့ကြိတ်ပျော်နေတာဒီလိုနဲ့ဟာအိမ်ပေါ်တက်လိုက်တဲ့ဆိုရင်ပဲတာလဘောရဲ့ခြေလန်းတွေတုတ်ကနေဖြစ်သွားတယ်။နောက်မျက်လုံးကြီးပြူပြီးဒါဒါဒါကဘာသဘောလဲဆိုပြီးရေရိုးမိသွားတယ်။အိမ်ရဲ့အလဲတက်တဲ့ နတ်စင်ရှိမှာပိုးထန်ကြီးကခန့်ခန့်ကြီးရှိနေတာကိုဒါကြောင့်အယောင်ယောင်မားမားနဲ့ဒါဒါကြီးဘယ်လိုဒီရောက်နေတာလဲသူဘလုံးပထွေးအော်တန်ကြားမှာပါကညောဒုတ်ပြီးဓာပြီးခွင်းကြီးဆွဲဘိုးထိုင်ကရက်တောင်တစ်ဖြက်ဖြက်ခတ်ကမင်းသားတစ်ပါးလိုခတ်တီတီနဲ့ထွက်လာတယ်ပြီးတော့ဘိုးထိုင်ပေါ်ခတ်တီတီထိုင်ပြီးတော်လဘောကိုအပေါ်စီးကကြည့်ရင်အော်တော်လဘောရောက်လာပြီလားလာလေကွာအိမ်ထဲဝင်ထိုင်းကွာဆိုပြီးမှ ေးနာကရေပိုက်လေးဆွဲကယာတီဥရုကပူတယ်ကွ ဆိုပြီးသူ့မျက်နှာကို သူရေနဲ့တဖြည်းဖြည်းပန်းလိုက်သည်ဒါကိုမြင်တော့တာလဘောမျက်လုံးပြူးကျဲသွားပြီးဟင်မင်းမင်းဘာလို့တာလဲကွပါကညောကဘာမှပြန်မပြောသေးပဲထုံးစံအတိုင်းဘိုးထိုင်အနောက်ကအဖုံးကိုဖွင့်ပြီးစိန်ထားတဲ့ကွန်းရွက်နဲ့ကွန်းသီးကိုယူတယ်ပြီးတော့ထုံးတုပ်ပြီးပဇောင်နဲ့ခက်တီတီထည့်လိုက်သေးတယ်ဟာဒီပြုမှုကိုမြင်တော့တာလဘောပါဇက်အကြီးအကျယ်ဟသွားတယ် ပြီးတော့ပါကညောကိုလက်ညှိုးထိုးပြီးဟဲ့ကောင်မင်းမင်းဘာတွေလုပ်နေတာလဲကွာဟေးသူအလန်တကြားအမေးကိုပါကညောပြုံးတယ်ပြီးတော့တာလဘောကိုဆွေဆောင်ကြည့်ပြီးဒီလိုဘူထံမျိုးမင်းတို့မျိုးမတော်မရှိလို့အံ့ဩနေတာမဟုတ်လားတာလဘောကခေါင်းချိန်ပြီးအေးလေမရှိဘူးလေမင်းအဲ့ဒီဘူထံကြီးအိမ်အလဲတဲတဲမှာထားပြီးဘာလုပ်နေတာလဲပါကညောကခက်တီတီပဲထိုင်နေတာလေတာလဘောຢາດີອຸຣຸປູແດກွာລາລີ မျက်နာငါရေဖြန်းပေးမယ်ဆိုပြီးတာလဘောမျက်နာရေပိုင်းနဲ့ထိုးမယ်လုပ်နေလို့တာလဘောအသေးအတန်ရှောင်ရင်းဟဲ့ကောင်မင်းအခုထိုင်နေတာအိမ်သားกว่าအိမ်သားငင်းတာလဘောစကားကြောင့်ပါကညောကြောင်သွားတယ်ပြီးတော့မျက်ပောင်ကျုပ်ပြီးဘာလဲกว่าအိမ်သားဆိုတာသူ့အမေကိုတာလဘောကစိတ်မရှိစွာနဲ့ပဲအိမ်သားဆိုတာဤပါတဲ့နေရာกว่าဤပါတဲ့နေရာဤပါတဲ့နေရာပါကကြောမျက်မှောင်ကျုံသွားတယ်။တာလဘောစကားကိုသူမရှင်းဘူး။ဒါကြောင့်စဉ်းစားနေပုံရတယ် အတော်ကြာမှဖျဲကနေရေပြီတာလဘောရလာနောက်နေသည်ဤပါရာတော်တဲ့သွားမှာပေါ်ဟဒီလိုတနေရတဲ့ဘသူပါလို့လူတိုင်းတော်တိုးနေတာကိုဆိုပြီးသူတို့တိုးနေကြတော်ကိုလက်ညှိုးထိုးပြီးခိုးမှကြည်တန်းငါတို့တော်တွေဘလောက်စိမ့်လန်းနေလဲအဲ့ဒီငါတို့မြေဩဇာကြောင့်စိမ့်နေတာသူပြောတာလဲဟုတ်တော့ဟုတ်တယ်ဒီကရွာတွေမှာအိမ်သားဆိုတာရှိမှမရှိတာ လူတိုင်းဒီလိုပဲတောတိုးနေကြလေယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ခလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်တောတိုးတာရိုးရပဲပါကညောစကားကိုတာလဘောဘလို့ရှင်းပြရမှန်းမသိဖြစ်သွားတယ်ဟုတ်တယ်လေဒီရွာတွေကဒီလိုဘိုးထိုင်တွေမပြောနဲ့အိမ်သားတွေတောင်မှမရှိတာဒါကြောင့်မချစ်တင်ခဲ့လေတန်နဲ့ဖိတ်ကောက်ပါကညောရာပြီးခဲ့တဲ့နှစ်ပိုင်းကကာလဝမ်းယောဂါဖြစ်တာမင်းသိလားပါကညောမျက်မှောင်ကျုပ်ပြီးတိတယ်လေ ကြားမိတာပဲတို့ရမှာတော့မဖြစ်ပေါင်းအေးစေးပဲအေးအဲ့ဒီယောဂဖြစ်ပြီးမြို့ဘော်ကအိမ်တွေအိမ်သာဆောက်ကြတာမင်းမသိဘူးလားပါကညောတွေ့သွားတယ်သူပြန်စင်းသားကြည့်တယ်ဟုတ်တယ်သူတခါသားမြို့သွားပြီးလဲအတွက်ထုံတော့ဝယ်ရင်ဘိုင်းနာလို့သူ့ကိုအိမ်သာဆိုတာပို့လို့တခါရောက်ဘူးတယ်တစ်ပင်လှဘုံကြီးเจ้าမှာလဲကုဒီဆိုတာရှိတယ်သူသူ့ဘိုးထိုင်ကြီးပြန်ဝေ့ကြည့်ပြီဟုတ်တယ်လေတိတယ် ဒါပေမဲ့အိမ်သားဆိုတာဒါမျိုးမှမဟုတ်တာသူစကားကိုတာလဘောကအေးဒါမျိုးမဟုတ်ဘူးဆိုတာဟုတ်တယ်ဒါကဘူထိုင်းပါကညောကကောင်းညိပ်ပြီးဟုတ်တယ်လေဒါကဘူထိုင်းလေစာတောင်းရေးထားသည်တာလဘောကြီးအိမ်ပေါ်တက်လာပြီးအေးမှတ်ထားဘူထိုင်းဆိုတာအင်္ဂလိပ်စစ်ဗိုလ်တွေဤပါတဲ့ခုံပါကညောမျက်မှောင်ကျုံသွားတယ်ပြီးတော့ပြန်မေးတယ်ဘာလဲအင်္ဂလိပ်တာလဘောဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားတယ်ဒီရွာကလူတွေက တရွာနဲ့တရွာတောင်သွားခဲလာခဲဆိုတော့မြို့ကြီးပြာကြီးတွေမှာဖြစ်နေတာတွေဘာမှမသိကြဘူးလေဒါကြောင့်ပဲအင်္ဂလိပ်ဆိုတာတိုင်းတစ်ပါးသားတွေအောက်ဗမာပြည်ကိုတိမ့်ထားတဲ့မျက်နှာဖြူတွေအဲ့ဒီမျက်နှာဖြူတွေအီးပါတဲ့ဟာက မင်းခုထိုင်နေတဲ့ဘိုးထိုင်အဲ့မှာအင်္ဂလိပ်လိုရေးထားတာတွေ့လားတွိုင်းလဲဆိုတာမြန်မာလိုဘာသာပြန်ရင်အိမ်သာတဲ့ကဲရှင်းမလားပါကညောမျက်နှာနည်းနည်းတော့ပြတ်သွားတယ်ဒါပေမဲ့တိတ်မရှင်းသေးဘူး ဒါကြောင့်မျက်မှောင်ကျုံပြီးသူတို့အီးပါတော့ဒါကြီးနဲ့ဘယ်လိုပါအေးမင်းအခုထိုင်နေတယ်လို့ပဲအဲ့ဒီအောက်ကခွက်ထဲပါချတာပြီးတော့ဟောမှကြည့်ဆိုပြီးသူမိမရေဆွဲဆွဲချနေတဲ့ခလုတ်ကို ဆွဲချပြပြီးအေးအဲ့ဒီခလုတ်နဲ့ရေဆွဲချတာပြီးတော့မင်းလည်းဘင်းမှာဆွဲထားတာကသေးပေါက်ရင်လူမပိအောင်လှန်ပြီးပြန်ချရတာမင်းအခုရက်တောင်လို့ကင်ထားတာကအိမ်သာဖုံးကဲရှင်းမလား ပါကညောမျက်နှာအကြီးအကျယ်ပြတ်သွားတယ်။သူထင်ထားတာကဒီခုံကစစ်သူကြီးမဟာဗန္ဓုလစစ်တပ်ရင်ထိုင်တဲ့ခုံအလောင်းမင်းတရားကြီးရိုးရရကိုခြိတက်ရင်ထိုင်တဲ့ခုံလို့ထင်ထားတာကိုနောက်သူ့လက်ကရေပိုက်ကလေးကိုပြပြီးဒါဆိုဒါကဘာလို့တာအဲ့ဒါဖင်ဆေးတာငပိပါကညောရဲ့ဝမ်းကောင်းလှိုက်တန်ကြီးနဲ့အော်တန်ကြားရတယ်ငပိပါကညောရဲ့အာကောင်ချစ်အော်တန်အဲ့ဒီအချိန်မှာ ငပိန်ကဥတင်စိုးအိမ်မှာချက်အရက်ဝင်ခိုးနေတဲ့အချိန်ပြငပိန်ခိုးထားတဲ့ချက်အရက်နှစ်ပလင်ခါမှချက်ရင်ခေါင်းထောင်သွားတယ်ပြီးတော့မိဘဘောကချက်ခိုးစင်ဘောတင်ထားတဲ့ငါခုကြောက်လေးလက်လန်းယူပြီးသူစဉ်းစားလိုက်တယ်ပါကညောကြီးငါ့ကိုခေါ်နေပါလားဘာကိစ္စလဲမသိဘူးနောက်အားမှာပဲတွားတွေ့လိုက်အောင်မယ်တခိုးခမညာမအားရှာဘူးလေတွင်တွေ့နေတာကိုသူ့ဟာသူခိုးစရာရှိတာဆက်ခိုးနေလိုက်တယ် တခိုးဟေးတခိုးတခိုးရော်တွေကအော်တန်ကြားတာနဲ့ပါကညောမှေးကနေအိပ်ပျော်ကစားကနေဆက်ခနဲ့ခုံထမိမလို့ဖြစ်သွားတယ်။နောက်မှသတိရပြီးဒါငပိန်ဖြစ်ရမယ်လို့တွေးပြီးမတိမတာ ပြန်ပြီးအိတ်ချင်အောင်ဆောင်တည်လိုက်တယ်။ဟုတ်တယ်လေ။သူထဖန်းနေတော့လေဘာထူးမှမလို့အချက်ခွဲခံပြီးပြန်လွတ်နေရမှာကိုဒီနားမှာပဲဒီနားမှာပဲဒီနားမှာရင်ပျောက်သွားတာဘာဘာသွားသေးလဲမောင်မြတ်ကြီးအိမ်က ရှင်မီးနှစ်ထယ်ပါသွားတယ်မီလိုကတော့ကွာခြေတံတွေစကားပြောတန်ကသူနဲ့သိပ်မွေးဘူးဒါပေမဲ့ပါကညောကြီးထမကြည့်ဘူးအဲ့ချင်းအောင်ဆောင်းနေရင်မိကနဲ့အိတ်ပြောသွားတယ်ပါကညောကြီးအိမ်မောချနေရကနေသူ့ရဲ့တနေရရာကစစ်ခနဲစစ်ခနဲနာကျင်တယ်လို့ခံစားရတယ်အိမ်ရေးကမဝသေးတော့ကျိတ်မိတ်အိတ်ကြည့်သေးဒါပေမဲ့စစ်ခနဲစစ်ခနဲနာကျင်မှုကပိုဆိုးလာတော့မျက်လုံးဖွင့်ကြည့်လိုက်တယ် ူဘေးနားမှာမှောက်လျက်လေးလူတရာသူအသေးချာကြည့်မိမှမျက်လုံးပြူသွားတယ်ဟင်ငပိန်ငပိန်ကသူဘေးနားမှာမှောက်လျက်သားလေးလက်ထဲမှာလည်းပြာတဆုံနေငပိန်ကိုဒီအနေထားမြင်တော့သူလန့်သွားတယ်ဒါကြောင့်မျက်လုံးကြီးပြူပြီးဟေ့ဟေ့ကငပိန်မင်းဒီမှာဘာလုပ်နေတာလဲကွာဟေးသူ့အမေကိုငပိန်ကသူ့နှခမ်းပေါ်လက်တင်ပြီးဒီမှာပြီးတော့မယ်ဆိုပြီးပြုတ်အာလာလာဟေ့ကော မိဘာရီလောက်ဟာအမှန်တော့ငပိန်ပါကညောရဲ့ဂျိုင်းမွေလာဆွဲနှုတ်နေတာပါကညောကြီးသူ့ဂျိုင်းမွေခိုးနှုတ်နေတာမြင်တော့တင်းသွားတယ်ဟင်မင်းမင်းအဲ့လိုလုပ်เสียလားကွာဆိုတော့ငပိန်ကပြာတွေကိုတုတ်ပြီးအာတကြီးကလည်းဂျိုင်းမွေနှုတ်တာအထူးဆန်းလို့လို့တကြီးကတော့ဂျိုင်းမွေဆိုနှစ်ဖက်လုံးကြောက်ချီနှုတ်ပေးထားတာဟင်ငပိန်စကားကြောင့်ပါကညောလန့်သွားတယ်ဒါကြောင့်သူ့ဘေးနားမှာပူပူလေးအိတ်နေတဲ့ သူ့ကတော့အရင်စောဘူးဂျိုင်းကိုလှန်ကြည့်တော့ဟာနှစ်ဖက်လုံးအပြောင်းအရင်စောဘူးကအိတ်ကြီးတော့မနှိုးဘူးရဲ့သူ့ဂျိုင်းမွေးသူပြန်ကြည့်တော့တချမ်းပြောင်းနေပြီသူလည်းရုတ်တရက်ခုန်ထပြီဟဲ့ကောမင်းကတကြီးဂျိုင်းမွေးနှုတ်နေရအောင်ဘာကောင်းလဲတဲဆိုပြီးလက်ရွယ်တယ်သူ့စိတ်ထဲငပိန်ကြောက်သွားမယ်ထင်နေတာခိုးကမကြောက်တဲ့အပြင်သူ့ကိုစိုက်ကြည့်ပြီးအော်လိုက်ပါတော့တခိုးတခိုးလို့ငင်းပေါကညောလန့်သွားတယ်ငပိန်ကတော့တခိုးလို့အော်လိုက်ရင် သူငပိတ်ကိုမဖြစ်မနေဖမ်းရမယ်။ဖမ်းပြီးရင်လည်းဂရီအတိုင်းပြန်လို့ပေးရအောင်မယ်။ဒါအပြင်ငပိတ်ကအထုတ်ဖြေလိုက်ရင်သူအဆက်ကွဲပြီ။ဒီတော့ပြားပြားတလဲနဲ့အေးအေးပါကွာမအော်ပါနဲ့ကွာတောင်းပန်ပါလေ။ပကညိုမျက်ရည်တဝိုင်းဝိုင်းနဲ့ပြန်လှဲနေရတယ်။ငပိတ်ကပကညိုချိုင်းမွေးတွေပြာတုပ်တချောင်းစီနှုတ်ရင်းကကျုပ်တည်င်းတစ်ခုရထားတယ်။ပကညိုငပိတ်ကိုထားကြည့်တယ် ငပိန်ကသူ့လက်ပိန်ပိန်နဲ့ပါကညောနှစ်ဖူးကိုပြန်တွန်းချလိုက်တယ်။ပါကညောကလည်းအလိုက်တင်ပြန်လဲရင်းဘာဘာတရင်လဲရင်းငပိန်ကပါကညောဂျိုင်းမွေးတပင်ကိုပြာတုတ်ဆက်ခနဲဆွဲနှုတ်လိုက်တယ်။အာလာလာပါကညောအော်တယ်ငပိန်ကသူ့နှုတ်ထားတာသူပြန်ကြည့်ပြီးဂျိုင်းမွေးတောင်ဖြူနေပြီ။ဆိုပြီးရဲလိုက်သေးတာပြီးမှဆေးဆရာဖိုးတာအိုးဆိုတာတိလား။သူ့အမေကိုပါကညောကခေါင်းထောင်လာတယ်။ ငပိန်ကပါကညောနဖုကိုပြန်တွန်းချတယ်ပါကညောပြန်လှဲချရင်မသိဘူးဘယ်ကဆေးဆရာဖိုးတာ ਉਹ လဲငပိန်စိတ်ကြိုက်ဂျိုင်းမွေးတစ်ချောင်းကိုဆွဲနှုတ်ပြီးမြင်သာတို့လမူဒန်းတို့ကြာကွင်းကြီးတို့မှနာမည်ကြီးဆေးဆရာပဲပါကညောဂျိုင်းမွေးအနှုတ်ခံနေရကနေမျက်မှောင်ကျုပ်ပြီးခေါင်းထောင်ရင်မကြောက်ဘူးပါဘူးဘယ်ကဆေးဆရာလဲဘာဖြစ်လို့ငပိန်ကသူ့နဖူးကိုလက်ညှိုးလေးနဲ့ပြန်တွန်းချတယ်သူ့မှာ ီရစေရှိတယ်တဲ့ဟင်ပကညောခေါင်းပြန်ထောင်လာတယ်ငပိန်ကလက်ညှိုးလေးနဲ့ပြန်တွန်းချတယ်ပီရစေရှိတော့ငါဘာလို့ရမှာလဲငါမှမိမအရင်စောဖို့ရှိတာရဲ့ဂျိုင်းမွေးကိုစိတ်ရှည်လက်ရှည်နဲ့နှုတ်နေတဲ့ငပိန်ကပြုံးရင်အမေဒူးကြရွာကအပြူကြီးစောမှုကိုကြိတ်ကြံနေတာမတိတာလိုက်လို့အဲ့ဒီစကားလဲကြားရောပါကညောကြီးပြပြတလဲဖြစ်သွားတယ်သူနားမှာရှိတဲ့အရင်စောဘူးကအဟန်းကနဲ့ချောင်းဟန်းတယ် ဟိုကအိတ်နေရင်ရောင်တာနေမှာပါဒါပေမဲ့ပေါကညောကြီးမနေရတော့ဘူးဟိတ်ကောင်လာလာအိမ်အောက်သွားဆင်းပြောရအောင်ဆိုပြီးနှစ်ယောက်သားအိမ်ပေါ်ကနေခြေဖော့ဆင်းကြတယ်အိမ်အောက်ရောက်တော့မှပေါကညောကဆောင်းချောင်းထိုင်ရင်မင်းပြောတာဘသူငပိန်ကပေါကညောချိုင်းကိုလိုက်လှန်ရင်ဆေးစရာဖိုးတာအိုလီဗျာမကြဘူးလားနာမည်ကြီးပဲကိုပေါကညောငပိန်မထားတဲ့လက်ကိုအလိုက်တင်မြောက်မျက်မှောင်ကြုံရင်အေး ကြားတော့ကြားဖို့တလူပါပဲဒါနဲ့သူကလူလိန်ဆိုလားလို့ငပိန်ကစိတ်ကြိုက်ဂျိုင်းမွေးငုတ်တုတ်ထန်ရှာရင်အာကောလာဟာလာတွေပါဗျာသူကစိတ်သိမ့်စွမ်းတာပါကညောမျက်မှောင်ကျုံသွားပြန်တယ်ပြီးမှပြန်မေးတယ်မင်းပြောတာဘာစီပီရစီပီရစီပါကညောလိုက်လံရေယူရင်းစိတ်ဝင်စားသွားတယ်ဒါကြောင့်အဲ့ဒီပီရစီဘာစွမ်း သူအမေကိုငပိန်ကလက်ထဲကဖွဲစုပ်ကိုခါချရင်အာပီယာဆေးလေဗျအဲ့ဒီဆေးကိုသာရထားရင်ပါကညောကြီးနာမိန်းကလေးတွေဝိုင်းနေမှာဝါဒနာနဲ့တနာကွက်တိကြပြီပါကညောရုပ်ကြီးပြီးသွားတယ်ပြီးတော့ငပိန်ခါချလိုက်တဲ့ဖွဲစုပ်ကိုပြန်ကောက်ပြီးငပိန်လက်ထဲပြန်ထည့်ပေးလိုက်တယ်ပြီးတော့ငပိန်ရဲ့ခေါင်းကိုသူ့ဂျိုင်းဖက်ပြန်လှည့်ပေးလိုက်သေးတယ် ဂျိုင်းမွေအနှုတ်ခံရတဲ့အရာတော်ကိုအကြိုက်တွေ့သွားပုံပဲပြီးတော့ပြုံးတယ်သူလိုချင်တာကလည်းဒီဘဝဘဲကိုအခုကြဟိုလူရာနိုးဒီလူရာနိုးနဲ့မထီတထီပြောရတာနဲ့တင်ကျေနပ်နေရတာဒီဆေးသာရရင်ဆိုတဲ့စိတ်နဲ့ပဲမင်းကလည်းကွာငါမှလည်းကိတ်လေသာတွေတော့ကုန်ပါပြီတဏှာလေးကြံတာကိုအဲမင်းပြောတဲ့ဆေးဆရာဖိုးတာအိုကမနှက်ဖန်လမူတန်းဘက်ကိုသူဒီလန်းအတိုင်းဖြတ်လာမယ် အဲ့တော့ကိုကျုပ်ကမလက်တိုထန်းတဲကနေဂျားဖြတ်ပြင့်ထားလိုက်မယ်သူ့ကိုမော့ကြည့်နေတဲ့ငပိန်ခေါင်းကိုသူ့ဂျိုင်းဘက်ပြန်လှည့်ထားပေးတယ်ပြီးမှဘယ်ဘယ်သူမှမသိစေနဲ့နော်ဟေ့ကောင်ငပိန်ကသူ့ဂျိုင်းမွေးကိုအဖုတ်လိုက်ဆွဲကင်ပြီးစိတ်ချမြုပ်အလလာအမန်တော့ဆင်းစရာဖိုးတော်အိုးဆိုတာလူလိန်ဆင်းစရာဗျသူ့ကိုအကြောင်းသိတဲ့သူတွေဆိုလုံးဝခေါ်မသုံးဘူးဘယ်လောက်ထိလဲဆိုကြာကွင်းကြီးတို့လို့ မြို့နဲနဲဆန်တဲ့နေရာတွေဆိုသူ့ကိုရွာတဲ့ကိုပေးမဝင်တာတခါသာကြာကွင်းကြီးမှာဝတ်သက်ယောဂါထတော့ကပေါ့ဝတ်သက်ယောဂါဆိုတာဝက်ကဖြစ်တာဒါကြောင့်သူ့ကိုနိုင်ဖို့ဆိုရင်ဝက်စီကဝက်စီပဲနိုင်မယ်ဆိုပြီးဝက်စီကဝက်စီထုတ်တရွာလုံးလူရှိသမျှလှက်ပတ်တုတ်တာအကုန်လုံးအပူလောင်ပြီးပွားကုန်လို့ဖိုးတာအိုဆိုတက်မယ်ဆိုတာကြီးပဲဒါပေမဲ့လည်းကြားဘူးတယ်မဟုတ်လားခိုးအရင်ဘရင်တပါးခက်ကနန်းတော်ထဲမှာ မုတ်ဖတ်ထုတ်ဝင်ကြီးဆိုတာရှိခဲ့တာပဲလေသူလည်းအဲ့လိုဆေးဆရာမျိုးပြောပြမယ်ဗျအခါတစ်ပါးမှာဘယင်ကြီးရဲ့သမီးတော်လေးနာမကျန်းဖြစ်တော့နန်းတော်တဲကတမောင်းတော်တွေဆေးဆရာတွေပြင့်ပြီးကုတာဘယ်လိုမှကိုပြန်မကောင်းဘူးဆေးဆရာတွေကုရင်းနဲ့ပဲသမီးတော်လေးဟာရေတိမ်နေရမလို့ဖြစ်လာတယ်တတိလည်းမလဲတော့ဘူးဒါနဲ့ပဲဘယင်ကြီးကတိုင်းပြည်လှည့်ပြီးကြီးညာစီတယ်ဒူး တိုင်းသူပြည်သားလူများတို့ရေရှင်ပြည်ညာနဲ့ပတ်သက်၍ကြွမ်းကျင်ပြီးဘရင်သမီးတော်ကိုပျောက်ကင်းအောင်ကုနိုင်ပါကနန်းတွင်သမတော်ကြီးခန့်အပ်မိဖြစ်ပါကြောင်းစသည်ဖြင့်ကြေညာတော့မြို့အပြင်ဘက်မှာတကားမှကုသလို့မကောင်းဘူးတဲ့ဆေးဆရာကကြားတယ်။သူကလည်းတပည့်တယောက်နဲ့အတူဆေးမကုရလို့ငတ်နေပြီ။ဒါနဲ့တေမထူးနေမထူးစိတ်မွေးပြီးဘရင်သမီးတော်ငါကုမယ်ဆိုပြီးနန်းတော်ထဲလိုက်သွားတာ။သူ့အိတ်ထဲမှာလည်း အိမ်ရှိစင်ကလေးမှာတင်ထားတဲ့ဘာမှမသိတဲ့ဆေးမြစ်တွေရောပန်းကြောက်တွေရောကြောက်ခဲလိုဟာတွေရောပါသွားတယ်။သူ့တပည့်ကတော့တိတယ်။ဒီတစ်ခါမှမသိရင်ဘယ်တော့မှမသိတော့ဘူးဆိုတာသူ့ဆရာရဲ့လက်ဆော့ကိုတိတယ်လေ။ကုလိုက်တိုင်းမသားပေါ်တာကြီးကိုနန်းတော်ထဲရောက်တော့ဘရင်သမီးကမျောနေပြီ။အသက်သာရှူနေသေးတာခန္ဓာကိုယ်ပဲအစိပ်ပိုင်းမှ မလှုပ်တော့ဘူး။ဒါနဲ့ဆေးဆရာကဘာလုံးလို့လောက်အောင်မှမသိဘူး။ လွယ်အိတ်ထဲပါလာတာတွေကလည်းဘာတွေမှန်းလည်းမသိဘူးဆေးမကူရတာကြာတော့ဘာဆင်းမြစ်တွေလည်းမခွဲခြားတတ်တော့ဘူးဒါနဲ့အိတ်ထဲကတိုက်ထုတ်လိုက်တော့ကြောက်တုံးလိုလိုတစ်ခုပါလာတယ်အသေးချာကင်ကြည့်တော့အီစီအီစီနဲ့မို့ကြောက်တုံးလည်းမဟုတ်ပြန်ဘူးသူကိုယ်တိုင်ဓာကြီးဘာကြီးလည်းမသိဘူးဒါနဲ့မထူးတဲ့အဆုံးဓာကြီးတွေ့ပြီးတိုက်ကြည့်မယ်ကျန်တာတော့ကန်တရားပဲဆိုပြီးကြောက်ပြင်ကိုယူသူယူလာတဲ့အတုံးကြီးတွေးတာ ရေလေးနည်းနည်းထဲ့သွေးတာညီညိုရောင်ပြစ်ချွဲချွဲအရေတွေထွက်လာတယ်။ဘာတွေမှန်းလဲမသိဘူးမထူးတဲ့အဆုံးအဲ့ဒီညီညိုရောင်အရေတွေကိုဘရင်သမီးနှခမ်းပေါ်အဆက်ကလေးတွေချပေးလိုက်တယ်။ရုတ်တရက်တော့ဘာမှမထူးချဘူးအနေငယ်ကြာတော့ဘရင်သမီးတော့နှခမ်းလှုပ်လာတာတွေ့ရတယ်။နောက်ပြီးခုနကညီညိုရောင်အရေတွေကိုရှာနဲ့တတ်တာတွေ့ရတယ်။ဒါနဲ့ဆေးစရာလဲအဲ့ဒီအတုံးကိုထပ်သွေးဘရင်သမီးတော့နှခမ်းကိုတုတ်ပေးလိုက်ရုံနဲ့ ဘရင်သမီးကဒီအရေးတွေကို ရှာနဲ့တတ်တယ်နောက်တော့ဘရင်သမီးတော်ကရေဆိုပြီးတောင်းဆိုတယ်ရေတိုက်တော့ရေကိုနှစ်နှစ်ခြိုက်ခြိုက်တောက်လာတယ်မျက်လုံးနဲ့တစ်ပြေးပြေးနဲ့ပြန်ပွင့်လာတယ်တသက်လုံးကုလာတဲ့တမားတော်တွေအားလုံးကြောင်သွားကြတယ်သူတို့ကူတော့ကမထူးကြတဲ့ဘရင်သမီးတော်အခုဒီဆေးစရာဘာမှမသိတဲ့ဆေးရည်လေးဒဇက်20ချလိုက်ရုံနဲ့လှုပ်ရှားလာတာကိုဒီလိုနဲ့အဲရာလေးကျွေးလိုက်ရေလေးတိုက်လိုက် လှုပ်လိုက်တာတေလူမျောပါဖြစ်နေတဲ့ဘရင်သမီးတော်ဟာချက်ချင်းထူထူထောင်ထောင်ပြန်ဖြစ်လာတယ်။နိုင်ငံတွေသမားကျော်ကြီးတွေအထင်ကရဆင်းစရာကြီးတွေတောင်ကုသလို့မပြောက်တဲ့အရာကိုတာမညောင်ညဘယ်သူမှအတိမတ်မပြုတဲ့ဆင်းစရာကချက်ချင်းပြောင်းအောင် ကုသနိုင်တယ်ဆိုတော့အားလုံးကအံ့အားသင့်ကုန်ကြတယ်။သမီးတော်လေးကိုကုပြီးပြန်ထွက်လာတော့တပည့်ဖြစ်သူက မေးတယ်ဆရာကြီးဆရာကြီးသမီးတော်ကိုတွေးကြလိုက်တာဘာဆေးလဲခမရဆိုတော့ဆရာကြီးကဆက်ဖြဲဖြဲနဲ့ အစကတော့ငါလည်းမသိဘူးကွာတွင်းရင်းနဲ့မှအနှံ့ရတော့ငါလည်းသိလာတယ်ဒီလိုကွာငါတို့ယောက်ျားမကကြီးကန်းနဲ့ပေါ်တယ်မဟုတ်လားဟုတ်ကဲ့အဲ့ဒီကြီးကန်းတဲ့ကတကောင်ကနဲ့တင်ထားတဲ့မုတ်ပထုတ်ကိုခြီးပြီးယူလာပုံပဲကွာလူတွေကဝမ်းချောက်လန့်တော့လန့်ပြီးဆွေးလန်းနေကြဆင်ပေါ်ပြုတ်ကြကြံရစ်ခဲ့တယ်ထင်ပါကွာကြာတော့လေအဲ့ဒီမုတ်ဖထုတ်ကခြောက်သွားတာပေါ့။အော်ဒါဆိုဆရာကြီးဘရင်သမီးကိုတွေးတိုက်တာမုတ်ဖထုတ်ခြောက်ပေါ့နော်။အေးကွာဖြစ်ပုံကဒီလိုကွာ။ ဘရင်တမီးတော်ရိုးရိုးနာမကျန်းဖြစ်တာကိုတမားတော်တို့ကအစမ်းပြလွန်ပြီးဘရင်တမီးတော်ခမညာအာဟာရပြတ်ပြီးမေ့လဲသွားတာအဲ့ဒါကိုငါကမုတ်ပထုတ်ချောက်သွေးတိုက်တော့ခြိပြီးစားခြင်းတောက်ခြင်းစိမ့်နဲ့မျက်လုံးပြက်ပွင့်လာတာကွာဩဒါကြောင့်ရေခဏခဏတောင်းတာကိုအဲ့ဒါနဲ့မုတ်ပထုတ်ကောင်းမှုနဲ့ပဲအဲ့ဒီဆေးစရာလဲတမားတော်ဖြစ်လာတာပေါ့လူတွေအခေါ်ကမုတ်ပထုတ်တမားတော်ကျုပ်တို့စီမှာလဲအများကြီးပါပဲ ဘာမှမတက်ပဲဝင်ကြီးဖြစ်နေကြတာအခုဖိုးတော်ဦးကလည်းအဲ့လိုဆေးစရာပဲသူကူးလိုက်တဲ့လူကလက်တက်ရင်ကောင်းမယ်ကံမကောင်းရင်လည်းမကောင်းတဲ့အလျောက်ပဲကိုထိုင်တဲ့ကိုကံပေါ့ဖိုးတော်ဦးရဲ့အဓိကအလုပ်ကလိန်စားတာပဲဆေးကူးတယ်ဆိုတာကအကြောင်းပြချက်တသက်ပဲသူအဓိကအလုပ်ကကာမအာတိုစေတို့အခိယလုံတို့ပယောကထုံနီးတို့စသည်စသည်ဖြင့်လိန်လို့ရတဲ့ဟာအကုန်လောက်တာပါပဲ သူကတော့တရွာပြီးတရွာပြောင်းနှီးမျိုးစုံတဲ့ကိုလိန်စားနေတော့တာဟောခုတော့ဖိုးတာအိုးအိုးလေးအိုးတို့ဒိုးကြတို့ရောက်လာပြီရောက်လာတာကမှတခိုးငပိန်နဲ့ဗျာပွဲကတော့လှပြီအစုံးဒီနားထောင်ပေးကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာတော့ဘယ်လိုခန်းကဏ္ဍလေးတွေကိုဆက်လက်ဖတ်ပြပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါဦးနော်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မေ့ကြပါနဲ့နော်